ားလုံးပဲမင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ့် Pickup and Reading တွေကတော့ Universe ကတင့်အတွက်ပေါ့နော်ဘာတွေပြင်ဆင်ထားလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပြထားတဲ့ပုံလေးသုံးပုံတွေကနှစ်သက်ရပုံလေးတစ်ပုံရွေးချယ်ထားပေးပါ ကဲဒါဆိုရင်ရေးလို့ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မေးမြန်းလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုအလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောက်မေးမြန်းလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဟုတ် YouTube video တိုင်းရဲ့ အောက်မှာ Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ကိုထည့်ပေးထားပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ file 1လေးတွေ file 1လေးတွေ အတွက် universe ကဘာရည်ပြင်ဆင်ထားမလဲကြည့်လိုက်ကြရအောင် key strength repeat sin tham lên số ra bọn nó hai mươi lít tuổi chỗ công chuyện là số chuyện là hai mươi lít tuổi the more ိတ်မညစ်ပါနဲ့နော်စိတ်မညစ်ပါနဲ့ strong ဖြစ်ဖြစ်တာနေပါအဝလေးဒီမှာ strong ဖြစ်တဲ့အရေးချင်းကရှိပြီးသားပါနော်ဟိရနဲ့ plain side อืม mystery လမ်းနဲ့နဲ့ထိချင်း Okay ပါဟုတ်ပြီအဲ့တော့သင်ယူမယ်သင်ကြားမယ်ပေါ့ Universe ကတော့ Subrosa စိတ်ကလေးတာတည်တည်ငြိမ်ငြိမ်ထားဟုတ်လားနော်အဲ့တော့ universe ကဘာတွေပြင်ဆင်ထားမလဲလို့မေးလို့ရှိရင်တော့ universe ကတင့်အတွက်ပေါ့နော်။ဘာကြီးညာကြီးဘာလန်းကြောင့်ညာလန်းကြောင့်ဘာအခွင့်ရေးညာအခွင့်ရေးဆိုတော့အကြီးကြီးတွေတော့ပြင်ဆင်ထားတာမျိုးတော့မရှိသေးဘူး။ဒါပေမဲ့လို့တင့်ကိုဖြစ်စေချင်တာကတော့ပေါ့နော်။အခုတင်ဒီမှာလဲတွေ့လာနော်။ဒါကစိတ်ကိုငြင်းငြင်းထားပြီးတော့တရားထိုင်နေရတဲ့သဘောမျိုးလဲ။ စောင့်နေနောက်ပြီးတော့နောက်မှာเนาะဒါမမြင်ရတဲ့အနောက်ရှက်တွေရှိနေတာကိုကိုကတီတီငင်ငင်နဲ့ပေါ့เนาะကိုရဲ့စိတ်အာယုံရဲ့အာယုံခံတိုင်းစွားနဲ့ကိုရဲ့ဆရမအာယုံနဲ့ဒါတွေပေါ့เนาะတောင့်ခံထားရမယ်အဲ့တော့ universe ကဖြစ်စေချင်တာကတော့ပေါ့เนาะတင်အခုကြုံတွေ့နေရမှာပါတယ်လဲဆိုတော့တင်ရ ဟိုင်ဝမ်လေးတွေကတစ္ဆာဖောက်မှုတချို့ကိုကြုံတွေ့နေရလိမ့်မယ်။ဒီလားတစ္ဆာဖောက်မှုတချို့ကိုကြုံတွေ့နေရလိမ့်မယ်။ဒါက relationship ရှိရတဲ့သူလို့ရှင်လဲ relationship ပေါ့နော်။တကယ်ချင်းပေါင်းတင်လုပ်ငန်းခွင်တဲကအတူတူလှုပ်ဖို့ကင်ပတ်ဆိုလဲလှုပ်ဖို့ကင်ပတ်ပေါ့နော်။လုပ်ငန်းတူပေါ့စသဖြင့်အဲကိုယ့်ရဲ့အထက်လူကြီးကို ဟိုလိုလေးတို့လိုက်ဒီလိုလေးတို့လိုက်ပေါ့နော်မတိမတာပေါ့ကြည်လိုက်ရင်တော့ပန်းနုသွေးပေါ့ကိုကခင်မမို့အေးပေါ့အဲ့လိုတွေဖြစ်ဖြစ်ဖြစ်အောင်ပေါ့နော်ဖန်တီးနေတာပေါ့တကယ်လက်တွေ့မှာလက်တွေ့မှာကတော့သူတို့ကကိုကိုတစ္ဆာမတီးမြဲတာပေါ့နော်တစ္ဆာမတီးမြဲတာနောက်ပြီးတော့ဖိုင်ဝမ်းလေးတွေကြုံနေရမှာကခုနလိုပေါ့2 face test တွေ စစမတီမြောက်ဆိုနှမျက်နာ သမားတွေပေါ့နော်အာခြေကြီးကိုခွာထိုင်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ကိုပဲကြတော့ကိုကိုလူလိုမျိုးပြောမယ်သူ့ဘက်ကြတယ်လဲသူ့ဘက်သားလိုမျိုးပေါ့နော်အဲ့လိုကိစ္စမျိုးတွေတဲ့ဖိုင်ဝမ်လေးတွေကြုံတွေ့နေရပါတယ်တဲ့နော်အဲ့တော့ universe ကတော့ဂျမ်ဘီချက်ကတော့ ဒါတော့ဘာသာရေးလုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းတရားထိုင်မပြတ်နဲ့ပေါ့နော်တရားတွေပါထိုင်ပြီးပေါ့ပရိစိတ်တယ်ဆိုတော့ပရိစိတ်တယ်အတူတူပါပဲနော်ပရိစိတ်တာနဲ့တရားထိုင်နေတာအကုန်လုံး meditation ပိုင်းနေပါပဲသူတို့စိတ်လေ့ကျင့်ခန်းပေါ့နော်ဒါမြန်မာတွေကတော့ဘာသာရေးလုပ်တဲ့ခေါ်တာပေါ့နော်ဒါအနောက်တိုင်းမှာဆိုလို့ရှိရင်တော့ယောဂကျင့်တာတို့ပါတို့ကအဓိကတော့သူကစိတ်ငြိမ်မှာပေါ့နော်လူရဲ့ဆုံးဖြတ်ချက်တွေမှန်နေဆိုတဲ့သဘောမျိုးပေါ့နော်ဖိုင်ဝန်းလေးလေးမှာကတော့လုံလောက်တဲ့ စိတ်စွမ်းအင်ပေါ့နော်ကိုစွမ်းအင်ရှိထားပြီးသားပါနော်ဒါ universe ကယုံကြည်တယ်အဲ့ဒါကြောင့်မို့လဲပေါ့နော်တကူတကအရန်ကြီးပေါ့နော်ဒီမှာအရန်ကြီးပေါ့နော်တကူတကကိုသတိပေးနေတဲ့ပုံစံမျိုးသိပ်မခံစားအောင်တည်လားဖိုင်ဝမ်လေးတွေတော့လေ area terror orage separate နှစ်မျိုးပေါင်းပါ universe ကအရန်ကြီးပေါ့နော်ဖိုင်ဝမ်လေးတွေကိုဘာလုပ်ပါဘာလုပ်ပါပေါ့နော် အတင်းအတင်းပေါ့နော်အဲ့လိုအတင်းဝမ်းနေလုံနေတဲ့သဘောမျိုးတော့မခံစားအောင်အဲ့တော့မခံစားရတဲ့သဘောတရားကဘယ်လိုမျိုးလဲဆိုတော့ဖိုင်ဝမ်းနေရခုနကပြောသလိုပေါ့နော်တကူတကဘက်ထရီ အားသွင်းနေစရာ မလိုတဲ့ချာချင်းအရန်ကြနေတဲ့အခြေအနေအနေထားမျိုးတိတ်မဟုတ်ဖိုင်ဝမ်းနေရလေအားရှိတယ်နော်ဖိုင်ဝမ်းနေမှာအားရှိရဲ့ဒီလား ဒါကြောင့် universe ကအရန်ကြီးပေါ့နော်ဖိုင်ဝမ်လေးကိုအရန်ကြီးတနာနေတယ် universe ကဖိုင်ဝမ်လေးတွေကိုတနာလိုက်တာ universe ကဖိုင်ဝမ်လေးတွေကိုအဲဘယ်လိုလုပ်ပါလို့ပြောနေတယ်လို့ဒီမှာလေအဲ့ဒီသတိပေးချက်တွေသိမမြင်ရဘူးလို့ပြောတာတည်လားနော်ဖိုင်ဝမ်လေးတွေမှာကဒါတွေကိုတိုက်ချုပ်နိုင်စွမ်းရှိရှိရသိလားအခု energy လေးတိုင်းမဲ့ထိန်းထားနော်ဆက်ပြီးတော့ထိန်းထားအခုပေါ့နော်ကိုဘလို့ခံယူထားလဲ ကိုခံယူထားတဲ့ခံယူချက်ကိုကိုကိုဘယ်လိုရှုမြင်နေလဲကိုကိုကိုမြင်တဲ့ရှုတော့ကိုရဲ့တုံးသက်မှုပေါ့နော်ဒါဖိုင်ဝမ်လေးတွေအခုဒီအတော်တွင်းနေမှာကိုဘာသာကိုလက်ကင်ထားတဲ့ဆောင်ပုတ်တွေရှိရင်ရှိမယ်ကွတည်လားနော်ပြောချင်တာအဲ့လိုမျိုးကိုဘာသာကိုလက်ကင်ထားတဲ့ဆောင်ပုတ်တွေရှိလိမ့်မယ်ကိုကိုကိုခံယူထားတဲ့ခံယူချက်တွေရှိလိမ့်မယ်ကိုကိုကို ပေးနေတဲ့ပေါ့နော် motivation speech တွေပေါ့နော်အဲ့လိုမျိုးမော်ဒီယာစီမဲ့ လှုပ်ဆောင်ချက်เนาะလက်ယုံကြီးနှလုံးကြီးဆိုင်ရာကိစ္စရက်တွေဖိုင်ဝမ်းလေးတွေလုံနေတယ်လို့လည်း reader မြင်တယ်ပေါ့เนาะဘာလဲဆိုတာ oracle ကဖိုင်ဝမ်းလေးတွေလုံတယ်လို့လည်းပြထားတာ ው เนาะအဲ့တော့ဖိုင်ဝမ်းလေးတွေလုံတယ်လုံနေတဲ့အတွက်ကြောင့်မို့လို့လဲ universe ကဖိုင်ဝမ်းနေကိုယုံကြည်မှုရှိလို့ပေါ့နော်အရန်ကြီးပေါ့တိလားဟိုလိုက်ပြီးတော့ ဘောလုံးကွင်းထဲကဟိုဘောလုံးသမားရယ်လို့ပြောရမှာဆိုပြီးနောက်ကနေအရန်ကြီးပေါ့နော်နောက်တန်းကနောက်တန်းမှာပဲနေတယ် universe ကလေရှေ့ကိုအသေးအတန်တက်လာပြီးတော့ယူရိုနဲ့အတူတူတိုက်စစ်မှုလာမလို့ဘူးရှေ့တန်းတက်မလာဘူးတက်မလာဘူးဆိုတာကဖိုင်ဝမ်နေကိုယုံကြည်တာ ਉ နော်ဖိုင်ဝမ်နေတာကိုကောင်းကောင်းလေးကင်တွယ်နိုင်တယ်ဖိုင်ဝမ်နေမှာအိုင်အင်ရှိတယ်ပြေဝရှိတယ်ပြောမယ်ဆိုလို့ရှင်ပေါ့နော်အခုကြုံတွေ့နေရတဲ့ဖိုင်ဝမ်လေးတွေရဲ့ ဖြစ်နေတယ်ပေါ့နော်ဒီအတိုက်ခိုက်ပြဿနာတွေဆိုတာကတစ္ဆာဖောက်မှုတွေဆိုတာကပေါ့နော်သူတို့သူတို့ကတော့လေဥမာပေါ့ရပြပြမနော် ဖိုင်ဝန်လေးတွေထားဥမာဘာတာမလဲဂုံတာမလားငွေတာမလားသူမအလုတ်သေးကအထက်ရာရှိဖြစ်မလားဖိုင်ဝန်လေးတွေအနောက်ဆုံးအဆုံးအဆုံးအဆုံးဆုံးဆုံးပြောမယ်ဟိုဖိုင်ဝန်လေးတွေကိုပညာသင်ပေးနေတဲ့ဆရာဆရာသမားဆိုလို့ရှိရင်တောင်းလေး ဆရာဆရာသမားဆိုလို့ရှင်တောင်မှဖိုင်ဝမ်လေးတွေထပ်ပညာရေးပြေဝတဲ့ဖိုင်ဝမ်လေးတွေထပ်တော်တဲ့ဖိုင်ဝမ်လေးတွေထပ်ပွဲပွဲရတဲ့စသဖြင့်ပေါ့နော်ကိုထက်ပညာအရေးချင်းအပေါ်မှာကြွယ်ဝနေတဲ့သူဖြစ်ပါစေတဲ့နော်ဖိုင်ဝမ်ရဲ့အနှစ်ချုပ်ကဖိုင်ဝမ်နေကိုမနိုင်သိလားဖိုင်ဝမ်နေအခုလက်ရှိရှိနေတဲ့အင်အားကိုမနိုင်ဖိုင်ဝမ်တွေမှာရှိတဲ့အင်အားကိုဒီကိုတွင်းတော့ကိုတွင်းထဲမှာရှိတဲ့အင်အားကိုကိုမနိုင်တာ အဲ့လိုမနိုင်တဲ့အတွက်ကြောင့်အခုဖိုင်ဝမ်းနေကိုရှင်ပြိုင်လာတဲ့သူတွေကစင်ပြောင်းငါးစီးတည်းများအာမန်ကြီးပါစေအလကားပဲဒီလားအချိန်တိုင်းရင်ဖိုင်ဝမ်းနေပဲနိုင်မှာโอเคเนาะအားကြောင့် universe ကလေဖိုင်ဝမ်းနေနဲ့အတူတူ ရှေ့တန်းကိုတက်မလာဘူးသူနောက်တန်းကနေပဲကြည်နေတယ်အကယ်၍ဘောလုံးကျွန်လာတော့မှเนาะသူကပေးလိမ့်မယ်เนาะ ကပေးလိမ့်မယ်ကျွန်လာဖို့ဆိုတော့ဖိုင်ဝမ်တွေကိုဖောက်ပြီးတော့ဒီဘောလုံးကနောက်တန်းထိကျွန်လာဖို့ဆိုတော့တိတ်ပြီးတော့ universe ကနည်းနည်းပေါ့နော်မထင်ဖိုင်ဝမ်တွေကိုကျွန်အောင်လို့တစ်ဖက်အသိဟာကန်နိုင်လိမ့်မယ်လို့ universe ကမထင်အဲ့တော့လူကျွန်ဘောဘလို့မှဖြစ်လာမှာမဟုတ်နိုင်ပေါ့နော်ဖိုင်ဝမ်တွေနိုင်တယ်တဲ့နော်နိုင်တယ်အဲ့ဒီဘောတရားဒီကလေးရဲ့8.1ကိုကြည့်ပါလားเนาะဒီဒုတ်တရားလေး ြန်ထွက်သွားတဲ့ပုံစံမျိုးမဟုတ်အထဲမှာရှိတဲ့လူတွေကလေချော်လဲတဲ့သူကလေတိလာအဲ့လိုအဲ့လိုအဓိပ္ပာယ်မျိုးလေးစောင့်ထားတာတိလာပြေးနေတဲ့ပုံစံမျိုးလေးတိလာပြေးနေတဲ့ပုံစံမျိုးဆိုရဲစဉ်းစားကြည့်လိုက်လေဖိုင်ဝမ်နေရဲ့ဖိုင်ဒီဒီဒုတ်တရားသူတို့ကပြေးထုတဲ့ပုံစံမျိုးဖြစ်နေရလေတိလာပြေးထုတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ဖိုင်ဝမ်လေးတွေကို universe ကတစ်ခုပဲမှာဒီ energy ကိုစက်ထိန်ထားနော်ဒီ energy ကိုစက်ထိန်ထားအဆင်ပြေတယ်ဘာမှ သွားပြီးတော့ဟိုဘာမှတော့မတုံ့ပြန်နဲ့နော်မတုံ့ပြန်နဲ့ဒီ energy ကိုရဲ့ကိုတွင်းမှာရှိတဲ့ energy ရောကသူ့ဟာသူတိုက်ခိုက်သွားလိမ့်မယ်ကိုကသွားပြီးတော့ကာယကံဝစီကံမနောကံနဲ့လူကိုယ်တိုင်းကြွာပြီးတော့သွားတိုက်ခိုက်စရာမလိုသီလားအဲ့လိုပုံစံမျိုးအဲ့တော့ဘာတွေပြင်ဆင်ထားလဲဆိုရင်တော့ဒီကနေပြီးတော့ဒီအဖြစ်ပြက်တွေကနေပြီးတော့ဖိုင်ဝမ်လေးတွေအတွက်ပြင်ဆင်ထားတဲ့အရာကဖိုင်ဝမ်လေးတွေကိုဘာဖြစ်စေချင်တာလဲဆိုတော့ လန်းနေဖြစ်စေခြင်းနဲ့ထိချင်းဖြစ်စေခြင်းနဲ့เนาะကိုကဒီအတွေ့အကြုံတွေစီကဒီအတွေ့အကြုံတွေကိုကိုကိုတိုင်းလည်းတင်ယူမိသွားမယ်เนาะနောက်တစ်ခုအဲ့လိုတင်ယူခြင်းကနေမှတခြားသူတွေကိုလည်းထိချင်းပြန်လဲတင်ကြားခြင်းပေါ့เนาะပြန်တင်ပေးနိုင်မယ်အဲ့တော့တင်လဲတင်ယူပါကြုံလာတဲ့ဒီ logram ကိုရအောင်လဲလက်ရှိဖြစ်ပျက်တွေရနေပြီးတော့အချက်လက်တွေကိုရအောင်တင်ယူပါတင်ယူထားတဲ့အရာတွေကိုလည်းပြန်တင်ပေးပါအဲ့ဒါသူပြင်ဆင်ထားတဲ့အရာ နော်ဒါ universe ကတင့်အတွက်ပြင်ဆင်ထားတဲ့အရာဆိုရင်တင့်ကိုပြန်ပြီးတော့တခြားလူတွေကိုပေါ့နော်လမ်းညွန်ပြတာတင်ကြားပို့ချစီခြင်းနဲ့အတွက်ကြောင့်မလို့ဒီကိစ္စမျိုးလေးတွေကို သူ့ဘက်ကပြင်ဆင်ထားရတာမျိုးလေးပေါ့နော်ဖြစ်ပါတယ်ဆိုတာမျိုးပြောချင်နေရပါဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ final လေးတွေ Okay, pandu lady atwa universe ka sari pyin san tha le. Oh. Five word chats. Pandu lady atwa bari pyin san tha le တဲ့။ ခန်းတူးလေးတွေအတွက်ခန်းနာတဲ့ကြီးကျယ်ခန်းနာတဲ့နော်ပွဲတော်တဲ့စရာโอเคနေရာကြီးကိုပြင်ဆင်ထားပါတယ်ဖန်တူးလေးတွေအခုပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အခုကတော့တော်တော်လေးကိုစိတ်မွန်းချက်နေတဲ့အခြေအနေတခုမှတော့ရှိနေမယ်မအဖြစ်ပါဘူးနော်ဘာမှမဖြစ်ဘူးခဏပါ everything is temporary ပေါ့နော်၃ပတ်လောက်အတွင်းအဆင်ပြေသွားမှာပါ chain with the inner mother innocent gentleness tenderness okay fine to lady ya yang you seen lo ne sophia divine plan တွေ့လားเนาะ wisdom intelligent within destiny အဲ့တော့ဒီမှာကတော့လှပတဲ့ပန်းမွင့်ကြီးနဲ့ပြထားတာဖြစ်တဲ့အတွက်ဖိုင်းတူးလေးတွေအတွက်ပြင်ဆင်ထားတယ် နော်ဘလိုတွေကြောင့်ပြင်ဆင်ထားလဲဆိုတော့ဗောနော်ကြီးကျယ်ခမ်းနားတဲ့ရွှေအောင်တလက်လက်တောက်ပနေတဲ့ခမ်းမကြီးတစ်ခုကိုပြင်ဆင်ထားပါတယ်တဲ့အဲ့တော့ဖန်တူးလေးတွေသိမ့်ကြခြင်းမှာပွဲတော်တရရမယ်အဲ့တော့ပွဲတော်တရမယ်ဆိုတော့ရီယာတစ်ခုပြောမယ်ဗောနော်ဒီမှာအခုဗောနော်ကိုယ့်ရဲ့ရှိနေတဲ့ကိုယ့်ရဲ့ကိုတွင်းထဲမှာရှိနေတယ်ဗောနော်ပဂရိဖြူစင်ယူတာတဲ့စိတ်အခံတိုင်းပဲတွားပါနော် ဟိုဖိုင်းနူးလေးတွေအစိတ်ချမ်းမာလဲပေါ့နော်ပကတိယိုသားဖြူစင်နဲ့နူးညံ့သိမ်မွေ့မှုတွေရှိနေတယ်နော်အဲ့ဒီအတိုင်းလေးပဲဆက်ပြီးတော့သွားပါအဲ့ဒါလေးကိုပဲဆက်ပြီးတော့ထိန်းထားပါလို့နော်ဒါ Oracle ကအကြံပြုနေတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပေါ့နော်ကိုယ့်ရဲ့ကိုတွင်းထဲမှာရှိတဲ့နူးညံ့မှုလေးတွေကဒီလိုမျိုးပကတိယိုသားဖြူစင်မှုလေးတွေကပေါ့နော်အချိန်တန်လို့ရှိရင်ဖိုင်းနူးလေးတွေလိုချင်တယ်ပေါ့နော် dust တွေနေပေါ့ final destination ပေါ့နောက်ဆုံးပန်းနိုင်ကိုမဖြစ်မနေရောက်ဖို့အတွက်ပေါ့နော်ရောက်ဖို့အတွက်အထောက်ကူအများကြီးဖြစ်ပါလိမ့်မယ်တဲ့နော်အဲ့တော့ဘာပြင်ဆင်ထားလဲဆိုရင်ခုနပြောသလိုမျိုးအစာစားကောင်းတောက်ဖွဲ့တွေနဲ့ပေါ့နော်လှပတဲ့ခန်းမကြီးတစ်ခုကိုပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဖိုင်နူးလေးတွေမှာ relationship နဲ့ပတ်သက်ပြီးတော့မျှော်လင့်နေသလားဒါဆိုရင်မျှော်လင့်နေတဲ့ကိစ္စတစ်ခုအကောင့်ထဲပေါ်မယ် โอเคဒါမှမဟုတ်ဖိုင်နူးလေးတွေကဒါ relationship သမားတွေမဟုတ်ဘာလို့ဆိုတော့ဒါအဖက်ဖက်ကပြောရတယ်လीเนาะဖက်ဖက်ပြောဆိုတော့ဒီ reading ကိုကြည့်တာ reader တို့ဒီဟိုမှာဆိုလို့ရှင်ဟို one studio မှာဝင်ကြည့်လိုက်လို့ရှင်ဒါဒီကိုရပေါ့နော် channel ကိုအပိနေတဲ့ပရိသတ်တွေဘယ်အသက်ရွယ်တန်းနေရှိလဲဆိုတော့ reader ရှိမှကြာမျှရတယ်တိလားအငယ်တန်းလေးရှိတယ်20ရာနေ34အတွင်းလည်းရှိရယ်34ရာနေ44အတွင်းလည်းရှိတယ်60ကျော်တောင်ပါတယ်တိလား ီ channel ကိုအပိရတဲ့သူတွေထက်မှလေ60ကျော်ရေလောက်ပါတယ်အဲ့တော့အကုန်လုံးကပရိသတ်ကနည်းနည်းမျှရတယ်လို့ပြောလို့ရပါဘောနော် reader ဆိုစစ်ကြည့်ရပါဘောနော်ဒါကိုပရိသတ်တွေဘယ်အသက်ရွယ်တန်းဘယ်အသက်ရွယ်တန်းနေပေါ့နော်အဓိကကြည့်ကြလဲပေါ့နော်အဓိကနားထောင်ကြလဲဆိုတာကြည့်တော့ဒါဒီဟာကိုကြည့်တဲ့အထက်မှာဖို့ဖို့တို့ဖွားဖွားတို့ကစားပါပါတယ်နော်ကျေးဇူးတင်ပါတယ်လို့အဲ့တော့ ဆက်ပြောမယ်ပေါ့နော်ဒါကြောင့်မလို့ဟိုပြောတဲ့အခါမှာအချက်အချက်နည်းနည်းစုံအောင်ပြောရတာပေါ့နော်ဘာလို့ဆိုတော့ចောင်းသားလူငယ်လေးចောင်းသားအွယ်ပေါ့နော်၁၀ကျော်တက်လေးလည်းပါတာမျိုးတွေ့ရတယ်၁၀ကျော်ကပေါ့နော်အဲ့လိုမျိုးလေးလည်းပါတာတွေ့ရတယ်ဆိုတဲ့အခါကျတော့ relationship နဲ့ပတ်သက်ပြီးတော့မျှော်လင့်နေရမျိုးဆိုလို့ရှိရင်လေလိုအပ်နေတဲ့လူချင်နေတဲ့အနေအထားကို ရောက်သွားနိုင်မယ်နော်လူချင်နေတဲ့သူနဲ့အာကိုဆန္ဒရှိတဲ့သူနဲ့ကိုလူချင်နေတဲ့အခြေအနေအနေအထားမျိုးရောက်သွားနိုင်မယ် ဲ့လိုမှမဟုတ်ဘူးဒါကပညာရေးအတွက်ကြည့်ရသူတွေဆိုလို့ရှင်လဲပညာရေးနဲ့ပတ်သက်ပြီးတော့ကိုကပေါ့နော်ဒါကြာဆုံးသွားမလားကြာဆုံးခဲ့ပြီလားဆိုတဲ့ကိစ္စမျိုးတွေကတဖန်ပြန်လဲဥမော့လာပြီးတော့ကိုလိုချင်တဲ့ပေါ့နော်ဘွဲ့ဘွဲ့အဲဘွဲ့နဲ့တပင်းစသဖြင့်အဲ့လိုမျိုးပေါ့နော်အခမ်းအနားတွေတက်ရောက်ရခြင်းရှိတယ်ကြတာဆိုရင်ကြောင်းသားမဟုတ်ဘူးဆိုရင် နောက်တစ်ဆင့်စီးပွားရေးသမားတွေအတွက်လည်းထည့်ပြောမယ် စီးပွားရေးကိုအောင်ဆိုင်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လေခုနလိုပဲเนาะခုနပြောခဲ့တဲ့စကားအတိုင်းပဲဟောကန်းကြီးနဲ့ခန္ဓာကြီးကျဲတဲ့စားတော့ဖွေရတဲ့နဲ့တက်ခင်းနာပါတယ်လို့ပြောတဲ့အတွက်တင်သည်တင်ရဲ့လုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်ပြီးတော့ကြီးမားများပြသောအမြတ်များရရှိမယ်နော် တင်နဲ့လှပစွာနဲ့တင်သည်လုပ်ငန်းရှင် ကြီးတအူးလို့ပေါ့နော် အများကရိုသေလေးစားကြရလာအောင် ကံတရားတွေထလာလိမ့်မယ်ဖြစ်ထွန်းလာလိမ့်မယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ်ဒါကြောင့်မို့လို့တင့်ရအခုပေါ့နော်လက်ရှိကင်ဆွဲပြီးတော့ကျင့်သုံးနေတဲ့မိခင်မူဝမ်းထဲကထွက်ထားတဲ့အတိုင်းပေါ့နော်ထွက်ခါစားတုန်းကဘာမှမသိတဲ့ရိုးရှင်းဖြူစင်တဲ့ကလေးငယ်တယောက်လို့တင့်ရနှလုံးသားလေးရရိုးရှင်းဖြူစင်ပြီးတော့နူးညံ့တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီပဂရိအတိုင်းလေးပဲဆက်ပြီးတော့သွားပါတဲ့နော် ဘာမှအကွိအကောက်တွေကိုကိုကိုပြုပြင်စီရမလိုပါဘူးတဲ့နော်အဲ့လိုရိုးသားဖြူစင်မှုလေးကပဲတင့်ကိုတင်လို့ချင်တဲ့ final destination ကိုဆွဲခေါ်သွားပြီးမှဖြစ်ပါတယ်လို့နော် universe ကပြောထားပါတယ်လက်ရှိမှာတော့ဖန်တူးလေးတွေနည်းနည်းပေါ့နော်ဂျင်းနဲ့ကြက်ထဲရောက်နေတာစိတ်ရှုပ်နေရမျိုးတော့ရှိတယ်ပေါ့နော်ဒါမဲ့ဘာမှမဖြစ်ဘူးနော်ရှေ့မှာခမ်းမကြဲကြီးထဲမှာတက်ခင်းဧကန်ထားပါတယ်တက်ခင်းဧကန်ဖို့အတွက်ပေါ့နော်တက်ခင်းထားပါတယ်ဆိုတာမျိုး universe က ပြင်ဆင်ထားပါတယ်လို့နော်ဒါဆိုရင်ဒီပုံလေးကိုရေးထားတယ် finally လေးတွေ Okay finally လေးတွေအတွက် universe ကပါဝပြင်ဆင်ထားလေး။ဒါတွေပြင်ဆင်ထားလေး။ ဖန်ပြီးလေးတွေတိုက်ကျင်းပါစပါဖြစ်စင်လာလေဖန်ဒရီကလေးတွေအတွက်ဘာကိုပြင်ဆင်ထားလဲဟန်ဒရီလေးတွေရနော် ဘော့စ်တွေဘော့စ်တွေဘော့စ်တွေများတယ်။ခေကကတော့တိထလာရှူလိုက်။အော်ဖိုင်ဝမ်းနဲ့အနေအော်ဟဲ့ဘော်ဒွန်ကကအစဖိုင်ဝမ်းနဲ့ energy စင်းနေနော်။ reader နောက်တစ်ခါလောက်ထပ်ထုတ်လိုက်မယ်။ reader နောက်တစ်ခါလောက်ထပ်ထုတ်ကြည့်လိုက်မယ်။ဖိုင်သရီးလေးတွေအတွက်โอเค rose in our core soul mistake living courageously ထင်းနေပါနော် divine plan နေသိမ့်များနေအဲ့တော့ finally လေးတွေအတွက်ပေါ့နော်ဘာလို့ပြင်ဆင်ထားလဲဆိုလို့ရှိရင်ဒါ finally လေးတွေကပေါ့နော် phi one ရဲ့ energy နဲ့နည်းနည်းဆင်နေသီလားပြောမယ်ဆိုလို့ရှိရင်တော်တော်လေးကိုတတ်သိရှိရတဲ့သူမျိုးတွေဖြစ်ကြရဆိုတာမျိုးတွေ့ရတယ်သီလား finally လေးတွေအတွက်ပေါ့နော်ပြင်ဆင်ထားတဲ့ရလတ်ကိုပြောမယ်ဆိုလို့ရှိရင်တော့အဓိကတော့ အောင်မြင်မှုတစ်ခုပေါ့နော်အဲ့ဒီအတွက်ပြင်ဆင်ထားတယ်ဒါပေမဲ့အောင်မြင်မှုကအာခုနကပြောသလိုပေါ့နော်ရိုးရိုးလေးရမယ့်အောင်မြင်မှုတော့မဟုတ်ဘူးသီလားရိုးရိုးလေးရမယ့်အောင်မြင်မှုမဟုတ်ဘူးဆိုတာနည်းနည်းစမ်းနေပေါ့ဘယ်လိုစမ်းတာလဲဆိုလို့ရှိရင်လေဘယ်လိုစမ်းပြတာလဲဆိုလို့ရှိရင်ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့နော်ဒီမှာ fine 3လေးတွေအတွက် universe ကပြင်ဆင်ထားတဲ့အချက်ကပါလဲဆိုတော့ fine 3လေးတွေကိုကိုရွေးချယ်တဲ့လမ်းကိုပေါ့နော်ကိုလုံးနေတဲ့လောက်ရက်ကိုတတိရှိရှိနဲ့တတိရှိရှိနဲ့ဘယ်လိုပြောမလဲကိုကိုတိုင်းပေါ့နော်ကိုကိုတိုင်းမှန်ကန်တဲ့လမ်းကြောင်းကိုတည်တည်ချာချာဆုံးဖြတ်မမှန်ကန်ကန်ပေါ့နော် ဆုံးဖြတ်နိုင်စေခြင်းနဲ့ရည်ရွယ်ချက်ကို ပြင်ဆင်ထားတာသူကလေတိလားအဖန်3လေးတွေက ေါ့နော်အခုကိုလိုချင်တဲ့အရာပေါ့နော်ရောက်လမ်းကြောင်းကိုရောက်သွားတဲ့အခါမှာနော်ကိုလိုချင်တဲ့နေရာတစ်ခုကိုရောက်သွားတဲ့အခါမှာ findery လေးတွေမှာကျွမ်းကျင်မှုတစ်ခုကြံခဲ့လိမ့်မယ်အဲ့ကျွမ်းကျင်မှုကဘာလဲဆိုလို့ရှိရင်အဲ့တော့သူပြင်ဆင်ထားတဲ့အချက်ကပါလဲဆိုရင် findery လေးတွေကပေါ့နော်ဒီလိုမျိုးအဲ ဟိုသူရဲကောင်းတယောက်လို့ပေါ့နော်ရင်ဆိုင်တိုက်ခိုက်မှုတွေလုံနိုင်တဲ့အဆုံးမှာပေါ့နော် finally လေးတွေမှာအတွေ့အကြုံတစ်ခုကြံခဲ့လိမ့်မယ်အဲ့ဒီ experience ကဘာလဲဆိုလို့ရှင်ကျွမ်းကျင်မှုတစ်ခုပေါ့အဲ့ကျွမ်းကျင်မှုဆိုတာဘာလဲဆိုလို့ရှင်ကိုပေါ့နော်အမ်ပြောမယ်ဆိုလို့ရှင်ဝမ်ဘလူတွေများတဲ့တောကိုပေါ့နော်တားရဲတောကိုဖြတ်သွားရတယ်လို့မျိုးပေါ့နော်ကိုကဥမာဟိုဘက်တောင်သွားခြင်းနဲ့ဟိုဘက်တော့ဟိုဘက်ကတောကြီးဟာစိမ့်နှဆုပ်ပြင်းနေတဲ့နော်တောကြီးဖြစ်တယ်အဲ့ဒီတောကိုကိုကသွားခြင်းနဲ့ ဲ့လိုသွားကျင်တဲ့အခါကျတော့ကိုဒီသွားမဲ့ကိုဖြတ်သွားမဲ့ယခုလက်ရှိရှိနေတဲ့တောအုပ်ရဲ့လမ်းကြောင်းကတားရဲတွေပေါ်များတယ်ပေါ့နော်ဆိုရဲခါကျတော့ finery လေးတွေကအဲ့ဒီတားရဲပေါ်များတဲ့လမ်းကြောင်းကိုနော်လုံးဝဒီဒီတောထဲမှာဟိုကြချုံသွားပြီးတော့ဟိုဘက်ကိုမရောက်သွားဘူးဆိုတာမရှိဘဲနဲ့နော်ရဲရဲဝုန်းဝုန်းနဲ့ကိုသွားချင်တဲ့ကိုကူးသွန်းသွားချင်တဲ့ဟိုဘက်တော့အုပ်ကိုပေါ့နော်ရောက်အောင်သွားနိုင်တယ်နော်ရောက်အောင်သွားနိုင်တယ်ဆိုတော့ဥမာ ဟိုနိုင်ငံညာထဲကပေါ့နော်မော်ကားတွေထဲရလို့ပေါ့နော်ဒီတော့ဟိုထဲမှာလာပြီးတော့ဟိုကိုယ်အောင်နီးများတော့အောင်လို့ဟိုတည်ရမလားနော်ဟိုဝိညာဉ်တွေပါတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့အယောင်ဆောင်ပြီးတော့မြူဆွဲတာတွေပါတယ်ညာတွေပေါ့နော်အဲ့လိုမျိုးတွေရှိမယ်နော်ဖိုင်လရီလေးတွေအဲ့လိုအဲ့လိုမျိုးတွေရှိမယ်အဲ့လိုတွေကြုံရလိမ့်မယ်အဲ့ဒီအရာတွေကို तू ကဖြတ်တန်းသွားစေချင်တာရအောင်လေရအောင် ဖြတ်တန်းသွားစေချင်တာနော်ဒီလိုမျိုးဒီဒီဘာလို့ဘာဖြစ်လို့ပေါ့နော်ဒီလိုမျိုးပေါ့နော် ထမြောက်တဏန်ဒီလန်းခီကိုကို့မပေးတာလေဟိုသူများလေးလည်းပေါ့နော်သွားနေတာပဲကိုလိုချင်တဲ့နေရာရှိဆိုရအောင်သွားလို့ရတယ်ဒါပေမဲ့ကိုကြတော့မှဘာဖြစ်လို့ပေါ့နော်ကြောက်ကြမ်းကြီးခင်းထားတဲ့လမ်းကိုရှောက်တယ်လို့သွားမှာလဲဆိုတော့တဲ့နော် findery လေးတွေကိုဖြစ်စေချင်တာသူကပေါ့နော် universe က findery လေးတွေကိုနည်းနည်းပြော့တယ်လို့ထင်နေလို့ပါနော်ပြော့တယ်လို့ထင်နေတဲ့အတွက်ကြောင့်သူကတတိရှိစေချင်တာသိလားစိတ်ကွန်ကလူကွန်ကပေါ့နော်ကောင်းစေချင်တဲ့သဘောမျိုးကြောင့်ပါ main point ရတော့လေ အဲ့တော့ universe ကတင်းအတွက်ဘာပြင်ဆင်ထားတာလဲဆိုလို့ရှိရင်အခုပြောသလို findery လေးတွေကို universe ကလေတတ်တိရှိစေချင်တာတခုဆိုလို့ရှိရင်လေဟာငါမလုံးနိုင်တော့ဘူးလားမသိဘူးငါရှုံးမှာလားမသိဘူးငါမဖြစ်နိုင်ဘူးလားမသိဘူးဆိုတော့ပုံစံမျိုးနဲ့ကိုယ့်ရဲ့ပေါ့နော် final goal ပေါ့နောက်ဆုံးပန်းတိုင်ကို မရောက်ဘူးဆိုတဲ့ပုံစံမျိုးပုံစံမျိုးပေါ့နော်နံပါတ်1 reader ကြည့်ရတယ်ပေါ့နော် findery လေးရအောင်မှာအတိတ်မှာလည်းအဲ့လိုဂျုံခဲ့ရတာမျိုးရှိကောင်းရှိလိမ့်မယ်တိလား ပန်းနိုင်ရောက်ခံဒီမှာမှောက်ရလဲတာတို့ပေါ့ဟိုအပြေးအပြေးပြိုင်ခွင့်ရလူတွေလို့ပေါ့ဟိုမှာပန်းပန်းဝင်တော့မယ်ကျိုးဤတန်းထားရလဲမြင်နေပြီရောက်ခံနေကြတော့မှကိုကဆိုရမှဆက်မပြေးနိုင်လို့ဆိုပြီးတော့မှောက်ရလဲသွားတာပေါ့နော်အဖိုင်သရီးလေးတွေကပေါ်ကမှအဲ့လိုဖြစ်ဖူးတဲ့လူတွေပါနေတာအမှန်တော့ကိုရဲ့ပေါ့နော်ခြီတုံချတုံဖြစ်မှုတွေပေါ့နော်ဆုံးဖြတ်ချက်မပြတ်သားမှုတွေကြည့်လူရဲ့ခန္ဓာကိုယ်ထဲမှာတကယ်ကအတိအဟွာရှိတယ်တိလား ဟို universe ကတည်တယ် fundry လေးတွေကတတ္တိရှိတယ်မရှိတာမဟုတ်ရှိပေမဲ့အဲ့တတ္တိကိုပေါ့နော်ထုတ်သုံးဖို့အတွက်ကိုကိုကိုထင်နေတာမရှိဘူးလို့ထင်နေတာမရဲတာပေါ့နော်မင်းဘွားကတော့ပြောမယ်ဆိုမရဲတာပေါ့မရဲတဲ့အခါကျတော့တတ္တိရရှိရနေရဲစွမ်းဆိုတာမှပါတော့ရဲစွမ်းတတ္တိမှဖြစ်တော့ဘူးသိလားတတိရှိတော့ရှိတယ်ဒါမှမရဲတဲ့အခါကျတော့ခုနလိုပန်းဝင်ကနေမှမှောက်ရလဲတယ်ဆိုတော့ကိစ္စမျိုးတွေ finally လေးတွေရဲ့အတိတ်မှာတော့ငါပေါ့နော်ကြုံခဲ့ရဘူးတဲ့အခြေအနေမျိုးရှိလိမ့်မယ်လို့ဒီမှာပြထားတယ်ဆိုတဲ့အခါကျတော့ universe ကအဲ့ဒါကိုသိတယ်နော်အဲ့ဒါကိုသိတဲ့အတွက်ကြောင့် finally တွေကိုအဲ့လိုမဖြစ်စေခြင်း तू ကလေဒါကြောင့်မလို့ finally တွေကိုတို့က तू ကတတိရှိစေခြင်းတဲ့အတွက်ကြောင့်တွားမဲ့လန်ခီးကိုဟိုပါဗော concrete မခင်ပေးထားဘူးနော် ကြောက်ကြမ်းပဲကိုယ့်အကိုခြေပလာနဲ့အဲ့ကြောက်ကြမ်းလမ်းကိုရအောင်သွားအဲ့လိုလောက်တာသူကတတိရှိစေခြင်းနဲ့နောက်ပြီးတော့ကိုဆုံးဖြတ်ချက်ပေါ့နော်ကိုဆုံးဖြတ်လိုက်တဲ့အရာဒီကိုအတွက်ကောင်းနေဆိုတဲ့အရာကိုသူက finally လေးတွေကိုယုံကြည်စေခြင်းလားတိလား confident မရှိတာကို universe ကမကြိုက်တာပေါ့နော်ဒါကြောင့်မလို့ finally လေးတွေကဒီလမ်းကြောင်းကိုတွားရင်းနဲ့ finally တွေတိသွားမှာကဩ အရင်တော့ကပေါ့နော်ဥမာအတိတ်မှာကိုကြာရှုံးခဲ့တဲ့အရာတွေရှိရဆိုလို့ရှင်အရင်တော့ကငါအဲ့လိုမရဲလို့ငါမှရဲစမ်းတတ္တိမရှိလို့ဒီလိုငါကြာရှုံးခဲ့တာပဲတကယ်တမ်းကျတော့ငါဟာဘလောက်ခက်ခက် လုံးဒီမှာလေဒီမှာကြည့်လိုက်တွေ့လိုက် cherry ကဟုတ်တယ်လမ်းကြောင်းကတော့ဒီမှာကြည့် glug 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 နဲ့ဒါပေမဲ့လို့ကားပေါ်မှာရှိနေတဲ့လူကိုလည်းကြည့်အောင်တချင်းလေးတညင်းကြီးနဲ့နော်ဒါလေးချွန်တယ်လို့လည်းပြောလို့ရတယ်อืมဒီပါအောင်တေချာပြည့်ပြည့်ပြီးကြည့်လိုက်မယ် လေးချိုနေရလို့လည်းပြောလို့ရတယ်အမ်ဟိုအပေါ့တချင်းလေးညီးနေရလို့လည်းပြောလို့ရဟောက်နေရလို့လည်းပြောလို့ရနော်အဲ့တော့ကားရဲ့အောက်ကလမ်းကြောင်းကိုတော့ကြည့်လိုက်ဂလုဂလုနဲ့နော်လမ်းကြောင်းကြမ်းတမ်းနဲ့ဒါပေမဲ့လို့အပေါ်မှာရှိနေတဲ့လူက EC ပဲလေးလေးချိုနေရတို့မတချင်းလေးစိုးနေရပေါ့နော်အဲ့လိုပုံစံမျိုးဟောက်နေရပေါ့နော်အဲ့နေရဆိုတော့ တကယ်တမ်းကလုံနိုင်တယ်လုံနိုင်တယ်လုံနိုင်လို့ဒါဒီလူကအဲ့လိုမျိုးခြေကလိန်ချက်ပြီး AC လေးကကားပေါ်မှာနေနေတာပေါ့သိလားနော်အဲ့တော့ universe ကတင့်အတွက်ဘာပြင်ဆင်ထားရလဲဆိုအဲ့ဒီပုံစံမျိုးပေါ့နော်ဘယ်လောက်ပဲကြမ်းကြမ်း AC ပါကွာဆိုပုံစံမျိုးပေါ့နော်လူတွေကိုချပြနိုင်ဖို့အတွက်ပေါ့နော်အဲ့တော့တင့်ရဲ့ဒီကနေပြီးတော့ပေါ့နော်သူပြင်ဆင်ထားတဲ့အရာကတင့်အတွက်အောင်မြင်မှုတစ်ခုရှိတယ်အဲ့ဒီအောင်မြင်မှုကတင့်ဒီတင်လုံနိုင်နေဆိုတော့လုံနိုင်စွမ်းကိုလည်းတင်ယူသွားဖို့ရယ်နောက်တစ်ခါ တင့်ရဲ့ဆုံးဖြတ်ချက်ကပေါ့နော်သူများတွေထပ်စားလို့ရှိရင်တင်ကိုယ်တိုင်ဆုံးဖြတ်တဲ့တင့်ရဲ့ဉာဏ်ပညာအမျိုးအမြင်ဟာမှန်ပါတယ်ဆိုတဲ့အကြောင်းကိုတင့်ကိုယ်တင်လက်ခံတတ်ဖို့သူကအဲ့ဒီသင်ခန်းစာတစ်ခုကိုပြင်ဆင်ပေးထားတာဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်နော်ဒါဆိုရင်ဒါက find three လေးတွေအတွက် reading ဖြစ်ပါတယ်ဖိုင်နှုံးလွယ်အဖြစ်ကိုဖတ်ပေးပြီးသားပါပြီအလုံးမဲ့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရစေ next reading နေ့မှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye